်မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုတားလို့ချစ်ကြတဲ့နာကုလပိတာနာကုလမာတာဆိုတဲ့တခါကြီးဒီမှာယေဇနီမောင်တာသူတို့ရဲ့အကြောင်းကိုလူတိုင်းလူလူကြားဘူးပါလေဟုတ်လားဘဝပေါင်းများစွာမြတ်စွာဘုရားကိုတားတော်ခဲ့တာရှိတယ်တူတော်ခဲ့တာရှိတယ်နော်မြတ်စွာဘုရားရဲ့အဖေအမေတွေဦးကြီးတော်ကြီးဦးလေးတော်လေးအမျိုးမျိုးတော်ခဲ့တာတွေရှိတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီတန်ရုံးစဉ်အဲ့ဒီမြစ်တာအရှိန်တွေကဒီဘဝထိလိုက်ပြီးတော့ရိုက်ခတ်တယ်ပေါ့ဟုတ်လားအဲ့ဒီတခါကြီးကတနေ့တော့မြတ်စွာဘုရားတွေကိုရောက်လာတယ် ရောက်လာပြီးတော့သူမြတ်စွာဘုရားကိုဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်အသက်ကြီးလာပါပြီတဲ့နောက်ဆုံးအရွယ်ကိုရောက်နေပါပြီဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းကိုပဲအခမ်းအခက်နေတယ်တဲ့ဒါကြောင့်ဘုရားမှုရှိတဲ့ယဟန်တန်ဃာတွေကိုနောက်ထပ်ဖူးမြော်ဖို့ဆိုတာတပည့်တော်အတွက်မတေချော့ဘူးတဲ့ဒါကြောင့်မလို့အခုလိုတွေ့တုံးကြုံတုံးလေးမှာတပည့်တော်အတွက်အရှိသဖြင့်အကျိုးရှိမဲ့တရားများဟောတော်မူပါလို့အဲ့လိုမြတ်စွာဘုရားကိုလျှောက်တယ်သူပြောတဲ့စကားလုံးလေးတွေကိုအစား ပြည့်ရစရာမရှိဘူးเนาะသူပြောတာလေးတွေဟုတ်လားသူအသက်ကြီးလာပြီတဲ့နောက်ဆုံးရွယ်ရောက်နေပြီခနာကိုကြီးကလည်းအမြဲတမ်းခါရခက်နေတယ်။ဒါကြောင့်ဖျားမှုရှိတဲ့တန်ခါကိုနောက်ထပ်ထပ်ပြီးတော့မြင်ရဖို့ဆိုတာသူ့အနေနဲ့သိပြီးတော့မသေးကြဘူးအသက်ကလည်း80ကျော်ပြီပေါ့။ဒါကြောင့်အခုလိုတွေ့တုံးကြုံတုံးလေးမှာအရှိသဖြင့်အကျိုးရှိမဲ့ဒီကရတ္တဟိတာယအရှိသဖြင့်အကျိုးရှိမဲ့ဒီအကြောင်းအရာလေးတွေကိုသူ့ကိုပြောပြပါအောင်။အဲ့လိုလျှောက်တော့မြတ်စွာဘုရားက ဧဝမေတံဂါပတိဧဝမေတံဂါပတိတခါကြီးတဲ့တခါကြီးပြောတဲ့စကားပြောတဲ့အတိုင်းမှန်နေတဲ့ဟုတ်တယ်တဲ့ခန္ဓာကိုယ်ကြီးကဒီအရွယ်ရောက်နေပြီဒီအသက်လောက်ကြီးနေပြီဆိုမှတော့ကောင်းနိုင်စရာမရှိဘူးဗောနော်အမြဲတမ်းနားနေမှာပဲအဲ့ဒီမှာဆက်ဆက်ပြီးတော့မြတ်စွာဘုရားခန္ဓာကိုယ်ရဲ့တဘာဝတရားလေးတွေကိုစိတ်ဝင်စားဖို့မြတ်စွာဘုရားဟောပြတယ်။မပြောတော့ဆိုတော့အတုရောဟာယံကာယောဂဟပတိအန္တဘုဒ္ဓပရိယောနတ်တော်တဲ့ ဒကာသမားတို့ဦးဇင်းတို့ရထားတဲ့ဒီခန္ဓာကိုယ်ကြီးကိုစကလုံးလေး၃လုံး၃ပြီးတော့မြတ်စွာဘုရားအတိတ်ပဲဖွင့်တယ်လို့ဆိုနိုင်တယ်။အဲဒီခန္ဓာကိုယ်ကြီးဆိုတာတဲ့အတုရာတဲ့နာနေတဲ့သဘောရှိတယ်တဲ့ဒကာသမားတို့ဦးဇင်းတို့ရထားတဲ့ခန္ဓာဆိုတာဘာတဲ့တော့နာနေတဲ့သဘောရှိတယ်တဲ့ဒီနေ့မှနာတယ်ဆိုတာကအော်ဟင်းညင်းညူနေရမှအစီယုံအစီကံတော့အားလောင်အောင်ပြင်းပြင်းထန်ထန်နာကျင်နေမှနာတယ်လို့ဆိုတာမဟုတ်ဘူးနော်။ညောင်းလို့နေရပြောင်းလဲရတယ်ရားလို့ကုတ်လဲရတယ်ဒါဘာလို့နေရတော့အရှင်မပြေလို့ပြေအောင်လုပ်နေရတာပဲလေ။ မြင်တဲ့ဖို့လို့တယ်ဟုတ်လားအတုရတယ်နာကျင်နေတယ်တဲ့ဒီခန္ဓာကိုယ်ကြီးကအဲ့တော့အဲ့ဒီနားတယ်ဆိုတာကိုအရင်တို့မင်းကွန်းဆိုတော်ဘုရားကြီးကနော်ပြီးတကတော့မှလာတဲ့အစုံမတွေနဲ့အညီနားတယ်ဆိုတာသုံးမျိုးရှိတယ်လို့ဆိုကြီးကရှင်းပြတာရှိတယ်နားတယ်ဆိုတာတဲ့အသက်ကြီးလာလို့နားလာရှိတယ်တဲ့စရာတုရဟုတ်လားအသက်ကြီးလာပြီဆိုလို့ရှိရင်ဘလို့လို့နေရင်းနဲ့ကိုပဲနားလာတော့တာပစ္စည်းတွေကအကုန်လုံးဆုတ်ယုတ်သွားတော့တာအည်သွေးတွေကကျသွားတော့တာဆိုတာဟုတ်လား ။ဒါကြီးလို့နာတာပေါ့နော်။နောက်ဒုတိယနာတာဘာလဲဆိုတော့ရောဂါတိုးတာလေ။အနာရောဂါနှိမ့်ဆက်လို့နာတာ။နာကြီးမကြသေးပဲနဲ့အသက်သိပ်မကြီးသေးပဲနဲ့တချို့လူငယ်လေးတွေနှက်ဆေးရုံဆေးကန်းနဲ့မပြတ်သွားပြီးတော့ခန္ဓာကိုယ်ကြီးရဲ့နှိမ့်ဆက်တာကိုခံရတာမရှိဘူးလား။ကလေးဆေးရုံကလေးအထုကဒါတွေရှိနေတာကိုစဉ်းစားကြည့်ပေါ့နော်။ငယ်ငယ်လေးနဲ့နာနေကြတာ။ဟုတ်လားဒါဘာဖြစ်လို့တုန်းရောဂါနှိမ့်ဆက်လို့နာရတာ။နောက်တတိယမြောက်နာခြင်းကဘာတော့ဆိုတော့ကိလေသာတူတာကိလေသာတူတာဆိုတာက ဦးလောင်စီတဲ့တဲ့လောဘဒေါသမောဟတို့ကြောင့်ဒီစိတ်နာရတာဒါကြတော့ဦးဇင်းတို့ဉာဏ်ရှိမှသိနိုင်တယ်ပေါ့နော်လူကျင်မဲ့မောမှုတွေဖြစ်ရတာလူနာတယ်ဆိုတာကိုသိဖို့လိုတယ်ဟုတ်လားမကြည်နဲ့တဲ့ဒေါသတွေဖြစ်ရတာလူနာတယ်ဆိုတာကိုသိဖို့လိုတယ်ဒေါသဖြစ်ရတာလူနာတယ်ဆိုတာတော့ရန်ထင်ရှားရနော်လောဘဖြစ်ရတာနာတယ်ဆိုတာထက်ဒေါသဖြစ်ရတာနာတယ်ဆိုတာဘုံမထင်ရှားဘူးလားထင်ရှားတယ်နှလုံးယောဂါတို့သွေးတို့ယောဂါတို့ရှိရင်နာလုံးမကနာပြီးတော့ဘာဖြစ်သွားလဲသိသွားတော့တောင်ရှိရနော်သိအောင်တတ်တာတောင်ရှိတယ်ဟုတ်လား ဒါကြောင့်ပေးတဲ့ဘောင်းသူတော်တို့ခန္ဓာကိုယ်ကြီးကဘာလဲတော့အကြောင်းမျိုးမျိုးကြောင့်နာနေတယ်တဲ့အတုရပြီးတော့ပြောတော့အန္တဘူတော်တဲ့ခန္ဓာကိုယ်ကြီးဆိုတာဥတလုံးနဲ့အရန်တူတယ်တဲ့ချက်ဥတို့ဘဲဥတို့နဲ့တူတယ်လို့ပြောတာနော်ဈေးမှာအဲ့ဒီလိုဥတွေသွားဝတဲ့အခါမှာပုံတော်ကရောပြစ်စလက်ခကိုင်တွယ်လို့မရဘူးနော်အရန်ကိုဂယုတစ္ဆယူရနဲ့ဘာလို့ရတော့ကိုင်ရတာပါဘူးလို့တော့တိမိခိုင်းပြီးတာနဲ့သူကခွက်ကနေဆိုဘာဖြစ်သွားမှာတော့ဝဲသွားမှာ ခန္ဓာကိုယ်ကြီးဆိုတာအဲ့လိုမျိုးအရင်မှပျက်စီးလွယ်တယ်။အရင်မှယူရတဲ့သဘောရှိတယ်ဒါကိုပြောတာဟုတ်လားပြီးတော့ပြောတော့ပရိယောနတ်တော်တဲ့အလွန်ပါလွာတဲ့အရေပါလေးနဲ့အုပ်ထားတာတဲ့အခိုင်အမာမာကြီးတိဆောက်ထားတာမဟုတ်ဘူး။ဆူလေးနဲ့ချင်းပြီးတာအစားတိုက်မိခိုင်းပြီးတာအစားသွေးထွက်လာပြီးတော့အမျိုးမျိုးကြီးကျယ်တဲ့ပျက်စီးမှုကြီးကိုရောက်သွားတာမျိုးတွေတောင်ရှိတတ်တယ်။ဟုတ်လားခန္ဓာကိုယ်ရဲ့တိဆောက်ထားပုံကအခိုင်အမာတိဆောက်ထားတာမဟုတ်ဘူး။ဒီကလေးဦးစင်ကစဉ်းစားကြည့်တယ်။ ်အရှင်အယံကောင်းလုံးလို့တာဒါကသမတို့ဦးဇင်းတို့ခန္ဓာကိုယ်ကြီးကမပြတ်တာပြက်စီရတော့တော်တော်ကိုကောင်းတယ်ဘယ်နားလေးမှခိုင်ခိုင်မာမာတိရှောက်ထားတာမရှိဘူးဟုတ်လားထဲထဲကကလီစာတွေကုထာတာတွေအလုံးလုံးပုံကိုလေ့လာကြည့်ရင်ပိုးတောင်ပြက်စီရကောင်းလာပါလားဆိုတာသိနိုင်တယ်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားဘယ်လိုဟောတော့ပရိယောနတ်တော်တဲ့ပါလာတဲ့အရေးပါလေးနဲ့အုပ်ထားတာခိုင်ခိုင်မာမာကြီးတိရှောက်ထားတာမဟုတ်ဘူးအဲ့လိုမြတ်စွာဘုရားခန္ဓာရဲ့သဘာဝလေးကိုပြောပြပြီးတော့အလွန်တန်ဖိုးရှိတဲ့ ဒီနေ့အဖြစ်ဗုဒ္ဓဘာသာတွေထဲမှာအလွန်မှလည်းပဲအသုံးတွင်တဲ့ဒေသနာလေးတစ်ခုအဲ့ဒီမှာပြောတယ်။အားပြောတယ်ဆိုတော့ယောဟိဂါပတိဣမံကာယပရိဟာရံတော်မောဒံပိအာရောက်ချံပရိဇာနေယကိမေညတရဘာလာတခါကြီးတဲ့အဲ့ဒီလိုသဘောရှိတဲ့ခန္ဓာကိုယ်ကြီးမျိုးကိုဆောင်ရွက်နေရရဲ့နဲ့မြန်ကိုကိုကိုတခဏမျှကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ရှင်အဲ့ဒီပုံကမိုက်မဲလို့ပါတဲ့။နောက်ဒီစကားလေးသေချာလေးစွဲသေးခြင်းနဲ့ဟုတ်လား။ ဒီလိုမကောင်းတဲ့ခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နဲ့များကိုကိုကိုတခဏလောက်နေကောင်းပါတယ်လို့ပြောခဲ့မယ်ဆိုရင်အဲ့ဒါဘာလို့မိုက်မဲလို့ပါတဲ့လူမိုက်မို့လို့ကိုကိုကိုကောင်းတယ်လို့ပြောတာတဲ့